သူတို့ရဲ့တက်တွေကိုကတီးတယ်တီးတယ်ဆိုတဲ့အခါကျတော့ဒီကောင်လေးကလည်းသူတို့မိသားစုနဲ့အဆက်အသွယ်ရအောင်သူတို့မိသားစုကလည်းဒီကောင်လေးနဲ့အဆက်အသွယ်ရအောင်ကိုကဂျားထဲမှာကိုချင်းစာတဲ့စိတ်နဲ့ဩသူတို့တွေကိုတော်မှပဲကိုမိသားစုနဲ့ဆက်သွယ်တာပဲသူတို့ကလည်းဆက်သွယ်ခြင်းမှာဆိုလို့ကိုကလှုပ်ပြီးတယ်အဲ့ဒါကြောင့် join ပြီးတာပေါ့သူတို့အချင်းချင်းမှာ join ပြီးတာအဲ့ဒါအဲ့ဘာလို့ join ပေးစီရလို့လဲဟမ်သူတို့ခေါင်းပေးလို့ရှိရင်ဒီဟာဒီထိမှတက်တိကိုပေါ်နေပြီเนาะခေါင်းလုံးဝပေးဘူးအမောင်ချထားတယ်ဆိုတော့ကိုတက်တိပေါ်နေပြီဒီထဲမှာ အလုံးမဲမင်္ဂလာပါဒီနေ့က2025နိုဝင်ဘာလ10ရက်နေ့မနေ့ကဖြစ်ပါတယ်ဒီမနေ့ကမှာစပြီးတော့ဒင်းစပေးမှာကတော့ train count တွေကိုရေးစူးစီးပြထားရှိပါတယ်ပထမဆုံးကမိမပီသူတွေကိုဘူးချွတ်ထွက်မိနိုင်က ဂရိပြုခေတာရှိပါတယ်ဒါကဘာတွေကိုဂရိပြုခေတာလဲဆိုတော့ကိုသတိပြည့်စုံတင်ဆက်ပြရမယ်ဆိုတော့ဒါကတော့နွယ်မာလာခုနှစ်ရက်နဲ့ကြာရောက်တဲ့အသက်၄၀နှစ်မြောက်မွန်းနဲ့မာဘူချွတ်ထမီနိုင်ငံကပြည်သူများဤမျိုးလင်းချက်ဇန်တမ်းများအမြန်ဆုံးပြုတ်ဝစီရန်ဆက်လက်ကြိုးစားရောင်းကန်တက်ပွေးဝင်သွားမည်ဟုအေးစုစစ်ချူဘူချွတ်ထမီနိုင်ငံကဂရိပြုခဲ့ပါတယ်ဒါကတော့နွယ်မာလာခုနှစ်ရက်နဲ့ကြာရောက်တဲ့အသက်၄၀နှစ်မြောက်မွန်းနဲ့အဖြစ်မွန်းနဲ့ဆွတ်တောင်းပေးကြသောသက်ဆိုင်ရာအဖွဲ့အစည်းလူပုဂ္ဂိုလ်အယောက်ချင်းစီတန်းတို့အတွက် ပြန်လေစွတ်တော်မေတ္တာပို့ဂျေယုတင်လွာလွမ်းအေစူးစီချူဘူချူထမင်းနိုင်ကအထက်ပါအတန်းကိုတော့ပြန်ပြောဆိုလာခြင်းဖြစ်ပါတယ်။ဆိုဒါကအပြည့်စုံကတော့ဒီလိုမျိုးကိုရေးထားတာပါလား။စူးစီချူကမွေးနဲ့စွတ်တော်စကားပြောပေးကြပါတော့မိမပီသူများပီသူများ ရေးဖို့ရေးဖြစ်များနဲ့ဆွေမျိုးများအားလုံးအတွေ့မိမိကလည်းကျမ်းမာလွန်ချောင်အေးချမ်းစွာချစ်ကြစေရန်ပြန်လေစွတ်တော်မေတ္တာပို့သက်ပေးပါ ပေးလိုက်ပါကြောင်းအေတမှုချုတတ်တော်ရေးဖို့ရေးဖင်များရခိုင်အမျိုးသားအဖွဲ့ချုမာပီသူဝန်ထမ်းများအားလုံးကလည်းပီသူများ၏မျော်လင့်ချက်စန္ဒများ အမြန်ဆုံးပြုတ်ဝစေရန်စန္ဒဆက်လက်ကြိုးစားရောင်းကန်တက်ပွေးဝင်သွားမည်ဖြစ်ပြီးခကြောင်းအေစိုးစိချုအေဂျီယူတင်တို့ကရေးသားဖော်ပြထားပါတယ်ဆိုပြီးတော့အာရင်းမီဒီယာတွေကလည်းပြန်ပြီးတော့တစ်စိဖော်ပြလာတွေ့ရပါတယ်ဒါကတော့သဆိုင်ရာပီသူတွေနဲ့ အာကျွန်တော်တို့လိုလိုင်းတဲ့ဘက်အဖွဲ့အစည်းတွေကပေါ့နော်ဇူတောင်မေတ္တာပို့တာပေးနေတဲ့သူတွေကိုပြင်ပြီးတော့ရေုတ်တင်လို့မှဒီလိုမျိုးကိုပြည်ပြုတ်ခဲ့တာဖြစ်ပါတယ်ဆိုတော့ပြောချင်တာကဒီထက်မှာမင်းအွန်လိုင်းတို့ကိုတမီတက်တက်ကိုရေးပြီးတော့ပို့တာမဟုတ်ဘူးကျွန်တော်မင်းပပီသူတွေကိုပြီးသူတွေကိုပေါ့နော်ပြင်ပြီးတော့အာဒီလိုမျိုးကိုပြည်ပြုတ်ခဲ့တာဖြစ်ပါတယ်ပြီးသူတွေရဲ့မျိုးလင်းချက်ပြီးသူတွေရဲ့စန္ဒပြီးသူတွေရဲ့လူချင်းတဲ့ ဘန်တန်ပေါ့နော်ရောရှိအောင်ဆိုပြီးတော့သူကတော့အာပြင်ပြီးတော့ဂရီပြူခဲ့တာဖြစ်ပါတယ်ဒါကတော့ပြည်သူ့နဲ့တရားသေးရှိနေပါတယ်ဆက်ပြီးတော့လဲလုံပဲဆိုတဲ့သဘောမျိုးနဲ့ဖြစ်ပါတယ်ဆိုတော့နောက်မှာဆက်ပြီးတော့တင်ဆက်ပေးချင်တာကမြန်မာဆက်တက်ကပြုလို့မဲ့ရွေးကော့ပွဲရွေးကော့ပွဲမှာကိုယ်လေးမိတာမှုလွတ်လပ်မှုနဲ့အားလုံးပါဝင်မှုစံချင်းစံတော်များနဲ့မကိုက်ငင်ဟုပြင်သစ်အစိုးရကကြေညာလိုက်ပါတယ်တရားဝင်ကိုကြေညာလာတာနော်ဒါကဆိုတော့ဒီထဲမှာဆိုလို့ရှိရင်နိုင်ငံတော်ဤ အတပင်ခန်တို့အောင်ဆန်းစူးကြည်နဲ့ဓမ္မဒဦးဝမင်းကိုချက်ချင်းတွေ့ရန်တောင်းဆိုထားပါတယ်ဒီထဲမှာဆိုလို့ရှိရင်ဟိုတနေ့ကလည်းဒီတခြားနိုင်ငံကပေါ့နော်အနိုင်ငံကနယူးဇီလန်လာမသိဘူးအဲ့ဒီဟာကကျွန်တော်လေးတင်ဆက်ပေးခဲ့ပါတယ်နေမင်းနေတော့ဆိုတော့ဒီနိုင်ငံတစ်ခုကလည်းဒေါ်ဆန်းစူးကြည်နဲ့ အာသမရတွေနိုင်ငံရဲ့အကျဉ်းသားတွေကိုချက်ချင်းလွှဲပေးဖို့တောင်းဆိုထားပါတယ်အခုလေအာရွေးကောက်ပွဲနဲ့လည်းလုံးဝကိုလက်မခံပေးနဲ့ဒီထဲမှာအာဘန်းခံရတဲ့သူတွေကိုလည်းလွှဲပေးဖို့ကိုတောင်းဆိုလာဖြစ်ပါတယ်ဒီထဲမှာတော့ဒီဟာကတော့ဂျမနီကြာရောက်ခဲ့တဲ့2020ပြည့်နှစ်နော်2020ပြည့်နှစ်မြန်မာထွေထွေရွေးကောက်ပွဲပထမမြို့ကနော်ပစမမြို့နေပါလီနဲ့ ဆန်ရထောက်ပြန်ခြင်းရဲ့ချက်တွင်အထက်ပါတန်းကိုပြီးသည့်အစိုးရကပြောဆိုခြင်းရလိုက်ခြင်းဖြစ်ပါတယ်။ဒုတိယကတော့အာနွယ်ဘာလာကိုရင်နေမှာပေါ့နော်။ကြားရုံနဲ့အာလေးမျိုးပေါ့နော်။လေးလေးလေးအခုချိန်မှာပစမမျိုးပေါ့နော်။ပထမမျိုးပေါ့။အာပစမမျိုးနေပလီနဲ့မှာဒီလိုမျိုးကိုသက်ဆိုင်ရနိုင်ငံတွေကအင်္ဂါတာဖြစ်ပါတယ်။အဲ့ဒီနောက်မှာနောက်တစ်ခုကတော့ဒရင်ကောင်တစ်ခုဖြစ်ပါတယ်။ဒါကတော့စကန်တိုင်းကဒရင်ကောင် ဒါကတက်ပွေးသတင်းနဲ့ဆက်ဆက်ပြီးတော့တင်ဆက်ပေးခြင်းပါတယ်စစ်ကောင်စီတပ်ဖွဲ့တွေဒီထိမှဆိုလို့ရှိရင်စစ်ကုလူကိုမတာပေါ်သွားတယ်တော့သတင်းကောင်းလို့ကြားသိရပါတယ်ဒါကတော့စကန်တန်းကဝက်လက်မြော့နဲ့အတွန်းစစ်ကြောင်ထိုးနေတဲ့စစ်ကြောင်ထိုးမင်းရှုံနေတော့အကျန်းဖက်စစ်တပ်ကိုကြားဖြတ်တက်ခတ်ခဲ့ရမှာစစ်သားစစ်ကုလူသေဆုံးပြီးတော့အလုံးများသိသိရရှိခဲ့ကြောင်းဒီသူပြည်သူအစည်းကံဒေါ်လာရေးတက်ဖွဲ့အတာဝန်ရှိသူတို့ကပြောဆိုပါတယ်တဲ့ဒါကတော့ဒီတက်ဖွဲ့ကနိုဝင်ဘာလ6ရက်နေ့တွင် ဝလမြုံနဲ့ယောသားကြီးကျော်မှဆက်လာသောအင်အား၁၁၀ခန့်ပါတဲ့စစ်တပ်စစ်ကြောင်းဒီယောစင်ပတ်ပတ်ယူပြီးတော့ကမ်းပြီးတော့ယောစင်ကိုပတ်ပြီးတော့အမင်းရှုပ်ပြီးဝလမြုံအတွင်းမှာရှိတဲ့အထံစခန်းကိုသွားရောက်စေဒေါ်လန်ရဲတပ်ဖွဲ့များကကြားဖြတ်ကိုတက်ခတ်ခဲ့တာပါဒီထဲမှာစစ်ခွေးတွေကလက်နက်တွေအကုန်ရရအောင်ပြီးတော့အလုံးတွေကိုစစ်ပြီးထားပါတယ်ဆိုတော့ သူတို့အလောင်းတွေထဲသူတို့လူထဲပေါ့နော်လူထဲလင်းတွေကိုပို့ပြီးအရေးကြီးလာတာကိုကျွန်တော်မြင်တွေ့ရတာဖြစ်ပါတယ်သူတို့အတွေ့နော်သူတို့ဒီလိုမျိုးကိုအသေးအတန်ကိုလင်းတွေကို copy တော့သူတို့အလောင်းတွေကိုထားခဲ့တယ်တဲ့ဆိုဒီထဲမှာဆိုရှင်တပ်ပွဲအတွင်းမှာတော့စစ်ခွေးဆက်ခွနကောင်ဒေဆုံးပါတယ်ဟုတ်ပြီးသူအစီခံဘိုလန်ရေးတပ်ဖွဲ့မှာတာဝန်ရှိသူကိုပြောဆိုပါတယ်ကတော့ဒီထဲမှာမိနုတ်တွေကိုစစ်တပ်တွေကဘယ်လိုဆက်ဆံလဲဆိုတော့ကိုလည်းကျွန်တော်တို့မေးစေချင်တာ မင်းတို့လူတွေဘလို့ပဲတည်တည်အာလက်နစ်ကတော့အပေါခံဘူးဆိုတဲ့သဘောမျိုးလို့ကိုလောက်တာလာဖြစ်ပါတယ်ဘာလို့လဲဆိုရှင်လက်နစ်တွေကိုအကောင်လုံးမကုတ်နိုင်ဘူးဆိုရှင်တော့လိုလိုင်းတဖို့တွေကတက်ပုံလေးတကွာလက်နစ်လေးတကွာနော်ခေါက်ပြန်လာပဲဒီထောက်ပြန်လာတာကဒီတက်ဒီစကြောင်းမှာဒီလောက်ဒီလောက်တည်ခဲ့တယ်ဆိုတာကိုအကောင်လုံးကိုချက်ပြက်လာမှာဆိုတော့ဒီကလက်နစ်တွေမြင်ပြီးတော့ရတယ်ဆိုလို့ရှင်ဒီကောင်တွေဒီလောက်ကျွန်တော်တို့အတက်ဖွဲ့ဒီလောက်တည်တယ်ဆိုတာကိုအာ သူတို့ပြရတော့ပါဆိုတော့ဒီဟာကအခုဆိုလို့ရှိရင်တို့တို့တွေကလက်နဲ့ကိုကောင်ပါသွားတယ်ပါသွားတော့သူတို့ဒီဟက်မှာတင်ပြဖို့မလိုတော့တင်ပြဖို့လည်းမလိုတော့ဘာလို့တင်ပြရဲ့သူတို့ဒေဗီသားလူတွေရဲ့လက်စာတွေကိုသူတို့ကအကောင်လုံးစားဖို့လူနေပြီအာသူတို့အကောင်လုံးစားလို့ရနေပြီဆိုတော့လက်နဲ့တည်းတည်းတကူကကျွန်တော်တို့လက်နဲ့ဖို့တွေကသိပ္ပိုင်ရရှိပြီဆိုလို့ရှိရင်တော့ဒီလက်နဲ့ ကလူတွေကလူတွေအတွက်သူတို့မိသားစုတွေမဲ့သူလဲဆိုပြီးဆက်ဆက်ပြီးအကောင်လုံးကိုအာဆက်ဆက်ပြီးတော့ပါလာတော့မှာသူတို့သူတို့လက်နေလူကအကောင်ပါမခံဘူးအဲ့ဒီလက်စာတွေသူတို့ဒီဆောင်းတဲ့လူတွေကိုအာတရင်အကြောင်းကြမှာမဟုတ်ဘူးသူတို့မိသားစုစီမှာဆိုဒီလိုမျိုးကိုလော့ချင်နေတယ်လက်နေလူကအကောင်မခံဘူးလူကိုတော့တည်တည်ပါစေအလောင်းတွေမရနိုင်နေပါစေဒီလိုမျိုးကိုလော့ထားတာဆိုတော့ကျွန်တော်အာကျွန်တော်အမိန်ကိုပြပြီးပြုတ်ခဲ့ချင်တာဖြစ်ပါတယ်ဆိုတော့ norm မှာ ပြည်သူစစ်မှုထမ်းတွေရဲ့ဒေဆုံးမှုတွေ PRD လဆာတွေကဘောနောပြည်သူတွေအတူတူမိဘတွေကတောင်းနေကြချင်းမှာစစ်သားတွေဘလို့တဲ့ပေါ်ကူပြောဆိုနေကြလဲဆိုတော့ကျွန်တော်တည်ပြီးတော့နားထောင်စေချင်ပါတယ်ကျွန်တော်နောက်မှာပြီးပြီးတော့အယူတန်ဖန်ဆူဆုံးထားတာရှိပါကျွန်တော်လည်းတူပြီးပြီးတော့နားထောင်ရမှာဖြစ်ပါတယ်ဒါကတော့စစ်ကောင်တဖွဲ့တွေသူတို့ရဲ့ဒီဇောမှုတွေပတ်သက်ပြီးတော့နော်အာကျွန်တော်သူတို့တွေဘလို့တွေလောက်ခဲ့လဲဆိုတာကိုအာသိစေချင်လို့ပြန်ပြီးတော့မျက်ဝေပေးတာဖြစ်ပါတယ်အဲ့ဒီနောက်မှာ ဘကိုးတန်းကပေါ့နော်အခုချိန်မှာဆိုလို့ရှိရင်ကြက်ဖွက်ကမြူကြက်ဖွက်ကမြူကြက်ဖွက်ပါတီဖြစ်နေပြီမြူဆိုမြူဆိုတီကြက်ဖွက်ပါတီဖြစ်နေပြီဆိုတော့ဒီကဘာလို့ကျွန်တော်အခုချိန်မှာကျွန်တော်တော်လိုင်းတက်ဖွက်တွေကကြက်ဖွက်ပါတီကိုအာတချို့အာနည်းနည်းနာမည်ရှိနေသူတွေပေါ့ဘာလို့ပြတ်မှတ်ထားပြီးတော့လုံနေတာလဲဆိုလို့ရှိရင်တော့ဒီလိုမျိုးလူတွေကိုရှိနေလို့ကျွန်တော်ဖတ်ပြရမယ်။ဒီကတော့ညောင်လေးပြမြောက်နေစင်ပြေးရောအုတ်ချုပ်ရေးမှုတဲ့အုတ်ချုပ်ရေးမှုတော့ငယ်လေးပြရောကစင်ပြေးအုတ် ြီးရောအချုပ်ရေးဘူးမီဆိုတီခေါင်းဆောင်တဲ့မီဆိုတီခေါင်းဆောင်ပါလို့လေကျပပကျက်ဖွဲ့မီမီဦးပြည့်ခံရပြီးတည်ဆုံးနေပါလေတဲ့ညာကတော့ကျက်ဖွဲ့ကမီမီဦးဆိုတော့ညာကကျက်ဖွဲ့ကလူတွေဆိုလို့ရှိရင်တော့သူတို့တွေကအခုချိန်မှာစစ်တပ်တွေနဲ့တူပေါင်းပြီးတော့လင်းနေကန်နေလင်းနေကန်ပြီးတော့ပြည်သူတွေကိုနင်းအမျိုးမျိုးနဲ့ကိုချင်းချောက်တယ်အဘလူရဲချင်းချောက်ခဲလေဘလူရဲလောက်ခဲလေဆိုတော့ကျွန်တော်နောက်မှာရွတ်တပ်ဖန်တဲ့ကောင်နော်တရင်းနဲ့တကွာ ပြန်ပြီးတော့ပြင်ဆက်ပြရမယ်ဒါပြင်ပြီးတော့ကြီးရမှာဖြစ်ပါတယ်ပြန်သိသိပြရမယ်တို့ဆိုတော့ဒီဟာကဒီထက်မှဆိုလို့ရှိရင်နောက်ထပ်ဘလူးအရေးယူမှုတွေ happy အရှင်မြင့်မလဲဆိုတာကကျွန်တော်တို့ nonsense အ nesta ဘောနော် ug အဖွဲ့လက်လန်းမိသမျှနေမေထဲကပြည်သူကိုဒုက္ခပေးဝိနေသူမန်သမျှကြားတလို့ဆုံဆန်းဖော်ထုတ်ပြီးတော့ရှင်းလင်းသွားမှာပါဟုအ nesta ဘောနော် nesta ကအဖွဲ့ပေါ့နော်နန်ဇာအဖွဲ့ UG အဖွဲ့တွေကဒီလိုမျိုးကိုအထောက်ပြန်လာတာဖြစ်ပါတယ်ဆိုတော့ main လို့တွေတတိထကြကျက်ဖက်ပါတီတွေဆိုတာကကျွန်တော်တို့တော်လိုင်းတစ်ဖွဲ့တွေသူတို့တွေကျက်ဖက်ပါတီကအမေတန်းပြောနေကြအောင်ကျွန်တော်တို့ကျက်ဖက်ပါတီတွေကအမေတန်းဒလိုင်းတစ်ဖွဲ့တွေကပြီးမှထားပါတယ်ဒီလိုမျိုးကိုလောက်ပါတယ်ဆိုပြီးတော့ ping copy online ကြပါတယ်ဘာလို့ပြီးမှထားတာလဲဆိုတော့ကိုယ်လေး main တော့ဟာနဲ့လို့ main တော့နေပြီးတော့စဉ်းစားကြည့်အောင်အခုချိန်မှာဆိုလို့ရှိရင်တော့ကျက်ဖက်ပါတီတွေက ခေါင်းဆောင်တချို့ဆိုလို့ရှိရင်အကောင်လုံးနေခေါင်းဆောင်နေတဲ့ကြီးပန်းမှာဆိုလို့ရှိရင်တော့လက်နဲ့အကောင်လုံးကန်နေကြပြီဆိုတော့လက်မတိတ်မကြည့်ဘူးဆိုလို့ရှိရင်ဘီဆိုတီတီဝင်ပြီးတော့ဘီဆိုတီသေးဝင်ပြီးတော့သူတို့ကဘီဆိုတီစပီဒူးစစ်လို့နဲ့အတူတူပေါင်းပြီးတော့နေနေကြတယ်လက်နဲ့တို့လေးကန်ကြတယ်လို့ကျွန်တော်သတင်းလေးကြားသိရပါတယ်ဒါကြောင့်မလို့ဒိုလိုင်းတဲ့ဖို့တွေကလည်းဒီလိုမျိုးကိုအာကျပ်ပါတီတွေကိုပြီးမှထားပြီးတော့လွတ်လာဖြစ်ပါတယ်တခြား ဘာဒီဒီကိုဒီလိုမျိုးကိုလွတ်လာမရှိဘူးဆိုတော့လက်နဲ့ကန်နေတဲ့လူတွေကကျွန်တော်တော်လည်းနဲ့ဖွဲ့တွေကတိပြီးဆိုရှင်ဘိပါတီပဲဖြစ်လက်နဲ့ကန်နေဒီလိုမျိုးကိုစစ်တပ်တွေနဲ့အာပူးပေါင်းပြီးတော့ကျွန်တော်တော်လည်းနဲ့ဖွဲ့ကိုနေနေတယ်ဆိုလို့ရှိရင်တော့အဆိုခံရမယ်အဆိုခံရမယ်နော်ဒီလိုမျိုးကိုအာချက်နိုင်တယ်ဆိုတော့ကိုကျွန်တော်ပြည်သူတွေအနေနဲ့သတိပေးအာဒီလိုမျိုးကိုပါတီတွေအနေနဲ့ပေါ့နော်ပါတီတွေကိုကျွန်တော်တို့ပြင်ပြီးတော့သတိပေးရှင်းပါတယ်ပေါ့နော်ဒါကတော့တခုဆိုတော့နောက်ထပ်တစ်ခုကတော့ဗာလဲဆိုလို့ရှိရင်တော့ အကျန်းဖက်စစ်တပ်ကဘုနော်အခုရွေးကောက်ပွဲကျင်းပဖို့ကြိုးစားနေပါတယ်ဒီကြိုးပဖို့ကြိုးစားနေတဲ့ထဲကဘလူတွေဖြစ်လာလဲဆိုလို့ရှိရင်တော့စစ်တပ်ပြုလို့မဲတဲ့ရွေးကောက်ပွဲကိုတရားမျှတမှုမရှိတော့ရွေးကောက်ပွဲအဖြစ်ပြီးသူ68ရာခိုင်နှုန်းရောင်းချီဟုစစ်တမ်းကဖော်ပြပါတယ်ဒါကတော့စစ်တမ်းဖော်ပြချက်ရပါဘုနော်အကျန်းဖက်စစ်တပ်ကဒီအမလာအတွက်ပြုလို့မဲရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပြီးသူလောရှားမှု ဘလက်ဖောင်းပေါ့နော်ပြီးသူလို့ရှင်ဘလက်ဖောင်းကနေစဒန်ကောက်ယူခဲ့ရတယ်ပြီးသူ96ရာခိုင်နှုန်းမျိုးပေါ့နော်96ရာခိုင်နှုန်းကအာဒီအကြမ်းဖက်စစ်တဲ့2021ခုနှစ်ဆက်အနာတင်းမှုကိုလက်မခံဖြေဆူခဲ့ပြီးတော့98ရာခိုင်နှုန်းကရေကုပ်ပွဲကိုတရားမျှတမှုမရှိဘူးဖြေဆူခဲ့ကြောင်းဒီလိုမျိုးကိုအခုလောက်လာတာဖြစ်ပါတယ်ဒါကတော့အာပြီးသူလို့ရှင်ဘူးပလက်ဖောင်းကနေ ထုတ်ပြန်လာတာဖြစ်ပါတယ် GSCB က train ထုတ်ပြန်ခြင်းဖြစ်ပါတယ်ဆိုတော့ဒီက GSCB အဖွဲ့ကဘောနော် train ထုတ်ပြန်တာဖြစ်ပါတယ်ဒါကတော့အာဒီမနေ့မှာ train to အနေနဲ့တင်ဆက်ပေးခြင်းတာဖြစ်ပါတယ်နောက်တစ်ခုကတော့အကျန်းဖက်စစ်တပ်တွေကအာရှောင်းလာပြီးမေးလာပြီးဆိုလို့ရှိရင်ဘလူတွေရုံမှာရန်ဆန်းလေဆိုတော့ကျွန်တော်တို့ပြန်ပြီးတော့တင်ဆက်ပေးခြင်းပါတယ်ဒါကတော့ခုနကျွန်တော်တို့ပြောခဲ့တယ်လို့ပဲအကျန်းဖက်စစ်တပ်ကပြည်သူတွေဥအင်တွေကိုအာလိုက်ပြီးတော့မင်းရှူနေပါတယ် ရတော့ဒီမှာလဲဆိုရှင်ဒါကလေးစကန်တန်းကဝက်လက်မြော့နေထုံးပုံယူအပ်ကိုအကျန်းဖက်စစ်တက်ကယနေ့မူလေးပန်းတူတရချင်းထက်မှန်ပြီးတော့မင်းရှုံနေကြောင်းလိုလိုင်းတဖို့တွေကပြောဆိုပါတယ်ဒါကတော့စစ်တက်ရဲ့ယူမမှုကြောင့်ပြည်သူတွေရဲ့ဥယျာဉ်တွေကတော့ကောင်းနေပါပြီမင်းရှုံနေလို့ဘောနော်အခုချိန်မှာဆိုလို့ရှိရင်တော့မင်းရှုံနေပြီးတော့တောင်းနေချီတော့ပြည်သူများဆက်လက်တင်းရှောင်နေရပါတယ်ပြည်သူတွေစပေးရှောင်နေတယ်စပေးရှောင်နေလို့သူတွေအဲ့ဒီယူအပ်ကို အာဝန်နေတဲ့စစ်တပ်တွေကဝန်နေတော့ကျွန်တော်တို့လိုင်းရဲ့တပ်ဖွဲ့တွေလက်တပ်ဖွဲ့ဖြစ်ပေါ်ခြင်းမရှိဘဲနဲ့လေသူတို့တွေကသူတို့ဝန်နေတဲ့ရွာတွေကိုလည်းလိုက်ပြီးတော့မင်းရှုနေလို့တရင်တွေကြားသိရပါဒါကတော့ဒီမနေ့ခင်းမှာအာတရင်ထူးတွေကိုကျွန်တော်တက်နိုင်သလိုဘုနော်ဆူဆုံးထားပြီးတော့တင်ဆက်ပေးရခြင်းဖြစ်ပါတယ်ဆိုတော့ not မှာကျွန်တော်ဆူဆုံးထားတဲ့ရွတ်တန်ဖွဲ့ပေါ်လေဆက်ပြီးတော့ကြည့်ရပါပထမဆုံးကြည့်ရမှာကတော့ခုနကျွန်တော်ပြောခဲ့တဲ့အကျန်းဖက်စစ်တပ်လက်အောက်ခံအ ෝජ ိုးရီမှုတွေ ယာအိမ်မိုးတွေကပြည်သူတွေအပေါ်ဘလူတွေရုံမှာကြလဲဆိုတာကိုကျွန်တော်တည်တည်နဲ့တူပါဗီဒီယိုသတင်းတစ်ခုကိုကျွန်တော်နားထောင်ကြည့်အောင်ကျွန်တော်နဲ့တူနားထောင်ကြည့်အောင်ပါဒီသတင်းကတော့ဘေးကလည်းတော့ကျွန်တော်အသေးစိတ်မသိရဘူးဒီဟာကတော့အာရီတဘုံကမင်းပြစ်လာလို့ပေါ့နော်ပြန်ပြီးမိမပြည်သူတွေကိုပြစ်စေခြင်းလို့ပါပြန်ပြီးတော့မျက်ဝေပေးတာဖြစ်ပါတယ်တည်တည်နဲ့တကွာပေါ့နော်ကျွန်တော်ခုနပြောတဲ့ဟာတည်ပြီးတော့မရောက်ပါဆိုလို့စစ်မှုထမ်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်စက်ကြီးကုန်နေတယ်အာစစ်မှုထမ်းကြီးကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့နော်အာ အင်းဆက်ရတာဖြစ်ပါတယ်နားထောင်ကြည့်အောင်ပါဒီကောမှာရိုင်းမှုကစစ်မှုထမ်းခြင်းမပေးလို့ဆိုတာဒါနဲ့ထူကယ်လို့အယက်သားတအုပ်သေးဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်ဒီနောက်ထပ်ရောက်ပါလိုက်ကြည့်အောင်အယက်သားတအုပ်ကိုဒါနဲ့ထိုးနေပါတယ်တဲ့ကြည့်အောင်ဘကူတိုင်းဇီကုံမြို့နယ်မှာစစ်မှုထမ်းခြင်းကောက်ရကရိုင်းမှုဖြစ်သူကရွာသားဖြစ်သူကိုဒါနဲ့ထိုးလို့သေဆုံးတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်နွေမာလာလီယန်ဒီကဖြစ်ပွားခဲ့တာလို့သိရှိရပြီးဇီကုံမြို့နယ်ချောင်းကန်အုပ်စုအလေချောင်းကန်ရွာက အသက်35နှစ်အရွယ်ကိုအောင်ကိုဦးအားရာယမူကိုစောကြီးကဓာတ်နဲ့ထုခဲ့တာလို့သိရှိရပါတယ်။ရာယမူနဲ့စကားများတာစစ်မှုထမ်းခြေပေးရတဲ့ကိစ္စနဲ့ပေါ့မပေးစင်လို့စကားများတာသူတို့ချင်းလည်းအရင်ကခဏခဏစကားများတယ်အခုရာအိမ်မှုကဓာတ်နဲ့နှစ်ချက်ထိုးလိုက်တာလို့တိတခဲတဦးကပြောဆိုထားပါတယ်။အသက်35နှစ်အရွယ်ကိုအောင်ကိုဦးဟာစီးကုံတစ်ချက်၊ဘိုက်ကိုတစ်ချက်ထိုးမိပြီးသူ့ရဲ့နေအိမ်ခြံဝန်းထဲမှာပဲတည်ဆုံးသွားတယ်လို့သိရှိရပါတယ်။ တည်တဲ့လူကလူဝေးပါပဲအရင်ကယာယီမှုနဲ့စကားများတာတော့ရှိဘူးလေအခုဖြစ်တဲ့အချိန်မှာယာယီမှုကသူ့အိမ်ကဓာတ်နဲ့ပဲထိုးလိုက်တာလို့မျက်မြင်တွေ့သူတဦးကပြောဆိုထားပါတယ်တည်ဆုံးသူကိုနိုဝင်ဘာလ9ရက်နေ့ညနေပိုင်းကဇီကုံမြို့နယ်ဆေးရုံကြီးကနေနေအင်ကိုပြန်လဲတည်ဆောင်ကတရိုခဲ့ပြီးယာယီမှုကိုတော့စစ်ကောင်စီကလူတက်မှုနဲ့တရားစွဲဆိုထားတယ်လို့သိရှိရပါတယ်အော်တိုဘာလကုန်မိုင်းလောက်ကလည်းဇီကုံမြို့အရှိဘတ်ကူဖြူအုပ်စုညောင်မင်းဘိုးရွာကထိန်မွဲမှာ အသက်50ဝန်းကျင်အုပ်ချုပ်ရေးမှူးကိုဇော်နိုင်ကတနက်ပြစ်ပေါက်ရကအနည်းရှိ900ဆိုင်ကိုတန်ရှင်းပြုလုပ်နေတယ်။အသက်28နှစ်အရွယ်900ရောက်သူအမျိုးသမီးရဲ့နောက်ဆက်ကိုကြည်စံထီမှန်ကနေရာမှာပဲတည်ဆုံးခဲ့တယ်လို့သိရှိရပါတယ်ရှင်။ကဲစစ်တပ်လောက်ခံရအိမ်မွေးရဲ့ယူမှမှုကြောင့်ပြည်သူတို့တည်ဆုံးခဲ့ပါစစ်ဘူထိုင်းကြီးဘေးကျင်လို့ဆိုပြီးတော့ဘေးတက်နေတာလို့သိရတယ်။တော်တော်လေးကိုယူမှကြတယ်။ဆိုတာကတော့စစ်တပ်တွေ လူတွေယူပါကြတယ်ဆိုတော့ပြည်စီလို့အဲ့နောက်မှာစမှုထန်းနေတဲ့သူတို့လဆာကိုစစ်တပ်ကလဆာကိုပေးမယ်ဆိုပြီးတော့ပြောထားခဲ့တယ်လေတော့စမှုထန်းပေးဆိုလို့ရှိရင်လဲစစ်တပ်မှလည်းတွားရမှာမဟုတ်ဘူးအဲ့လိုမျိုးလည်းပြောခဲ့တယ်ဘောနောစစ်တပ်တွေကဒီလိုမျိုးကိုဆွေးဆောင်ပြောခဲ့တယ်ဆိုတော့ဒီလိုမျိုးအခြေအနေမျိုးမှာဆိုလို့ရှိရင်သူတို့တွေလဆာတွေကိုလည်းတည်ချာပေးဘူးဒီသူတို့မိဘတွေသူတို့အင်ကနဲ့ပေါ့နော်လဆာကိုတောင်းတယ်ဆိုလို့ရှိရင်ဘလူတွေမိဘတွေကိုပြောခင်တယ်ဆိုတော့ ဒီထဲမှာယုတ်တန်ဖန်တို့ကစက်သားတူကနော်ဆက်ခတူကဖြင်းပြပြောဆိုပေးတယ်ကျွန်တော်လည်းတူနားထောင်ကြည့်အောင်ဘယ်လိုလဲဒါစစ်မှုထမ်းမင်းပါတို့ကပြောခင်နေပေါ့နော်ကဲနားထောင်ကြည့်အောင်စကားတော့နည်းတော့တော့ပြောဖို့လိုနေပြီမပြောလို့ကလည်းမရအောင်ဘာဖြစ်လို့ဆိုတော့အခုဒီကျွန်တော်တို့တွေဒီစကားရခွန်တောင်တွင်းကြီးအဲအပတ်စဉ်နှစ်မြင်းဆောင်2025ကျိတုစစ်မှုနဲ့အပတ်စဉ်နဲ့တွက်မယ်ဆိုရင်အပတ်စဉ်73ပေါ့အပတ်စဉ်73 73ဆိုတော့အဲ့ဒီ ကိုလကနှိမင်းဆောင်တဲ့နောက်ကစားကအပတ်စဉ်135ရောက်ကဘယ်တက်ကိုဘလို့ကြသွားလဲသူတို့တွေအခုဘယ်နေရာမှာဘာတွေလုပ်နေရလဲဘလို့တာဝန်မျိုးတွေထမ်းဆောင်နေလဲဆိုတော့ကိုကသိတယ်ဘာဖြစ်လို့ဆိုတော့သူတို့ဘယ်တက်ကိုကြလာကိုကိုကသိလဲဆိုတော့ကိုကအမှန်တော့ရုံးမာနေကြရတဲ့အတွက်ကြောင့်မို့သူတို့ကိုခွဲထမ်းနေကြတော့ခွဲမိန်နေကြတော့သူတို့ရဲ့တက်တွေကိုကိုကသိတယ်သိတယ်ဆိုတဲ့အခါကျတော့ဒီကောင်လေးကလည်းသူတို့မိသားစုနဲ့အဆက်အသွယ်ရအောင်သူတို့မိသားစုကလည်းဒီကောင်လေးနဲ့အဆက်အသွယ်ရအောင်ကိုကဂျားထဲမှာကိုညင်းစာတဲ့စိတ်နဲ့ ဩသူတို့တွေကိုတော်မှပဲကိုမိသားစုနဲ့ဆက်သွယ်တာပဲသူတို့ကိုလည်းဆက်သွယ်ခြင်းမှာဆိုလို့ကိုကလုပ်ပြီးရဲအဲ့တော့ join ပြီလားပေါ့သူတို့အချင်းချင်းမှာ join ပြီလားအဲ့ဒါအဲ့ဘာလို့ join ပေးစရာလိုလဲဟမ်သူတို့ခေါင်းပေးလို့ရှိရင်ဒီအရီထိတ်မှတက်တိကိုပုံနေပြီနော်ခေါင်းလုံးဝင်ပေးဘူးအမောချထားတယ်ဆိုတော့ကိုတက်တိပုံနေပြီဒီထဲမှာနော်သူတို့မိသားစုနဲ့ဘေးကိုဆက်သွယ်လို့မရဘူးထားတာဆိုတော့ကိုတက်တိပြနေဘူးသူတို့ကရက်ကနေဒီလိုမျိုးကို ပြောပေးတယ်သူတို့စစ်သားဒီစစ်မှုထမ်းတွေကသူတို့သူ့ကိုပြောမယ်ဒီသူတို့ပြောချင်တာကိုသူသူကနေပဲသူတို့မိဘတွေကိုပြင်ပြီးတော့ပြောမယ်ဒီလိုမျိုးကိုလုပ်တာစစ်သက်တွေအမောင်ကိုလုံးဝချတယ်ကြည့်အောင်ဟုတ်တော့ဒါအခုအဲ့လို join ပြလိုက်လို့အဆက်အသွယ်ပြန်ရသွားတဲ့ကောင်ကြီးလည်းရှိတယ်ဆက်သွယ်နေစေကောင်ကြီးလည်းရှိတယ်အဆက်အသွယ်မရတာလည်းရှိတယ်ဒါပေမဲ့ပြန်ပြီးတွေ့ပြီးတော့မိသားစုနဲ့ပြန်ပြီးတော့ဆက်သွယ်ရသွားတဲ့ကောင်ကြီးများတယ်အဲ့ရနေတစင်းအခုပါစားနေဆို ကိုရှိရလာပြီးဆက်သွယ်ခိုင်းတယ်ဒါမျိုးတွေရှိတယ်တချို့ဆိုလို့ရှိရင်ဘယ်နေရာလေးမှမောင်းလေးရဆက်သွယ်ပေးပါအောင်ဘယ်နေရာလေးမှကိုကြီးကျွန်တော်တို့တော့လုပ်ပြပါအောင်ဆိုပြီးသူတို့မိသားစုဘက်ကလာပြီးဆက်သွယ်တာရှိတာဒါပေမဲ့အဲ့မိသားစုတွေကလေဟိုဘယ်လိုပြောမလဲလူလိုတီးဖို့တော့လိုမှာအားလို့တချို့တွေကလူလိုတော့နားမလဲတဲ့ကောင်းကြီးရှိတယ်ကျတော့နားမလည်တဲ့မိသားစုတွေရှိတယ်။ကိုကနေပြီးဒီကနေပြောလိုက်လို့လေဒါကအခုအချိန်ရနော်ဟိုဘယ်ချိန်လို့ဖုံးဆက်ပြီးဘယ်ချိန်တော့အားတယ်။ဟိုဘယ်ချိန်လောက်ဆိုလို့ရှင်တော့ငါအားတယ်။ဒီချိန်ကတော့ကင်းချိန်ဒီချိန်တော့အိတ်ချိန်။သူတို့ကပြောလို့ဆိုဖုံးဖို့ တို့ဘက်ကမဆက်ခင်ကိုကဖုန်းနံပါတ်ပေးလိုက်တယ်အဲ့အချိန်လေးကိုကိုကပြောပြီးသားဒါပြောမယ်ဆိုလို့ရှိရင်လေအဲ့ဒါလေးအဲ့အချိန်ကြီးလေးတို့ကဆက်တယ်နော်နောက်ကျတော့ကင်းအချိန်ကြီးလေးဆက်တယ်တခါလေဆိုလို့ရှိရင်အကြောင်းရှိအကြောင်းချပြီးဆက်တာမျိုးလေးရှိတယ်အဲ့တော့အဲ့လေးကိုနည်းနားလေပေးစီခြင်းတယ်နောက်တစ်ခုကဘာလဲဆိုတော့อืมကြာနေပြီ main တော့လို့သူတို့တွေကလည်း main ပါလေသူတို့မင်းသားစုနဲ့စကားပြောခွက်ရခြင်းအဆက်အသွယ်ရခြင်းတယ်လေရခြင်းတော့မင်းတို့တွေကမပြီးလို့မင်းတို့တွေကလည်းလမ်းပြီးလို့ပြောရအောင်ပေါ့ ဟုတ်လားအဲ့လိုမျိုးအနေနဲ့ဒီလိုမျိုးကိုမလုပ်ပေးချင်ဘူးဆိုရှင်တို့စစ်သူခန့်လိုက်လေတို့ကစစ်သူဖြစ်အလော့အောင်ဖြစ်အောင်လုပ်ပေးလိုက်လေပြီးတော့တို့ဖုန်းနံပါတ်ကိုလည်းပေးလိုက်တို့နဲ့အချင်းချင်းပြောခန့်လိုက် main ကမင်းဖြစ်ကမယ်မိမိကလည်းပြီးပြီးတော့ရပြီးပြီးရရပြီးတော့ပြောစရာမလိုဘူးလေဟမ်ဟုတ်လားမြားသေးဦးလားဆိုအောင်ပါသူတို့ပေးထားတဲ့ပတ်စံတကားမပါဘူးကိုကပြောမှဆိုလို့ရှိရင်အော်တငယ်ချင်းချင်းမို့ကွာ8 site လုတ်ပေးထား ူတို့ပေးတဲ့ပတ်စံဟာတပြားမှမရှိဘင်းလေကိုကလှုပ်ဝေးထားတဲ့အပေါ်မှာသူတို့ကလူပါးတွေဝါတာလည်းရှိတယ်လူပါးဝါခံရတာဆိုတော့ပြောချင်တာကဒီထဲမှာ long walk ကိုမောင်ချက်ထားတာဆိုတာကိုသိတယ်လားအဲ့တော့ကဘောရာခန္ဓာနဲ့လုတ်ပေးတဲ့နေရာမှာနည်းနည်းစိတ်ရှည်လေးတော့စောင့်ပေါ့ဟုတ်တယ်မလား तू ကကိုယ့်အခါချင်းငွေနဲ့ပေးထားလို့ရှိရင်တော့တမျိုးလေတကုတ်စာဒီလိုဆက်သွယ်ရတာဆိုတော့အပြင်မှာလူမျိုးတွတ်တူလို့ရတာမဟုတ်ဘူးသူတို့ဒီမှာဖုံးလဲမကောင်းတဲ့နေရာရှိတယ်ဖုံးအားသွင်းလို့မရတဲ့နေရာရှိတယ်တိုက်ပွဲဖြစ်တဲ့နေရာရှိတယ် ချို့ဆိုအရန်ဝေးပြီးတော့မှအဆက်တွေလုံးဝပြတ်သွားတဲ့နေရာလေးရှိတယ်အခုဒီနေရာကိုနေတဲ့နေရာဆိုလို့ရှိရင်ကဲလုံးဝမမီဘူးအော်ဒူးမမီဘူးတိမ်တော့မရအောင်မိုင်းတဲပဲရတယ်ဒါမျိုးနေရာလေးရှိတယ်ဒါတွေကိုအဲ့ဒီမိသားစုနေရာတိဖို့လိုတယ်သိလားတိဖို့လိုတယ်မတိမဲနဲ့ကိုပြီးစင်နာကြီးကိုပဲမလုံနဲ့ကိုအားလည်းပြောလို့ဆိုအမြန်ဆုံးတော့မှစတဲ့တွေ့စီချင်းတော့မှပဲနီးစပ်စီချင်းတော့မှပဲကိုကဂျားထဲမှာ join ပြီးတဲ့ခေါမှာအဲ့ဒါကိုနားလေစီချင်းတယ်အဲ့တော့မနှောပြအောင်တော့လာမလုံးနဲ့เนาะမနှောပြတ်သွားပြီဆိုလို့ရှိရင်တော့အာပြတ်တဲ့လူကိုတော့လုံးမပေးဘူး လုံးမပြေတော့တကယ်ပြောတာဒါနောက်ဆုံးချိန်ပြောတာကျဆိုဒီတိမှာတော့စစ်တပ်တွေကစစ်တပ်နဲ့မပေါ်ဘူးလို့ပြောထားတယ်အာသူတို့ရုံမေးလုံးကူတယ်စစ်တပ်ဘက်မှာဟုတ်ဆိုပြောတာဒီတိမှာတော့ဖုန်နေပြီပုံနေတာပေါ့နော်ပြောပုံနေတာကအများကြီးပေါ့နော်ဆိုတော့သူတို့ပုံနေတယ်သိကြတယ်ဆိုတော့ဒီတိမှာအာကျွန်တော်တို့အာပြည်သူတွေကဂျင်းထည့်တယ်တော့တချို့ပြည်သူတွေရုံနေတော့ပေါ့နော်ပစ်စတိုင်ပုံမှာဟုတ်ဘူးယူရမှာပဲဒီတိုင်းပဲအာသူတို့နေမှာပဲထားမယ်သူတို့ အာနေပဲပြင်ပြီးတော့ရောက်လာမယ်ဆိုပြီးတော့ရောင်းကြည့်နေကြအရောက်ကြတာဘောတော့ဒီလိုမျိုးရောင်းနေတဲ့သူတွေပြင်ပြီးတော့သိနေစေတော့ပေါ့နော်ဆိုတော့တချို့ဆိုရှင်သိနေကြပြီဒီလက်ဇက်သူတွေရမဟုတ်ဒီလိုမျိုးရှင်နေဒီလိုရောက်နေတယ်ဆိုတော့တချို့ဆိုရှင်တော့လုံးဝကအမောင်ချခံထားရပြီးတော့သူတို့တွေဖုန်းလေးပေးမကန်ဘူးသူတို့ဖုန်းမရှိဘူးဆိုတာဆိုဆိုတာလေးမဟုတ်ဘူးသူတို့ဖုန်းရှိတယ်ဒါပေမဲ့ဖုန်းပေးကန်မကန်တာသူတို့ဖုန်းကိုတင်းထားတာတင်းထားတော့သူတို့ရဲ့အာရောင်းမှရှိတဲ့သူတွေနဲ့ပြန်ပြီးတော့တဆင့်ပေါ့နော် တဆင့်တဆင့်နဲ့ဒီလိုမျိုးကိုလောလာဖြစ်ပါတယ်သူတို့တချို့ဂိုင်ကောင်းတဲ့လူတွေကစက်တွေပြီးတော့စက်တွေတခါတလေရရတယ်ဒီဂိုင်မကောင်းကံမကောင်းတဲ့လူတွေကတော့ဒေပြီးတာတော့ဘာမမစက်တွေမရဘဲနဲ့ခုနကကျွန်တော်ပြောတော့လို့သူတို့တွေကလည်းနေတွေကိုတော့ယူသွားတယ်သူတို့လူတွေကိုတေးလေးဆိုလို့ရှိရင်ထားခဲ့တယ်ထားခဲ့ပြီးတော့သူကဘလောက်ပဲတေးတေးသူတို့တွေဘာမှမဖြစ်ဘူး ဆိုတော့လင်းနေတွေကိုပါသွားလို့မဖြစ်ဘူးပါသွားတယ်ဆိုလို့ရှိရင်လင်းနေတွေကဒေါ်လာနဲ့ဖုတ်တွေကတင်းထားပြီးတော့ဒီလင်းနေတွေကိုပြည်သူတွေပို့ပြည်သူတွေကိုပြင်ပြီးတော့ဒေါ်လာရဲ့ဖုတ်တွေကချက်ပြလာမှာစစ်ခွဲတွေဖက်ကလည်းလင်းနေဒီလိုဒီလိုရတယ်ဆိုတော့ဘိုးသူတွေကဒေါ်လာတဲ့ဖုတ်တွေကချက်ပြလာတော့အဲ့ဒီသူတို့လူကြီးတွေကနော်အဲ့ဒီအဲ့ခွေးကြီးတွေကပြန်ပြီးတော့ဒီကောင်မင်းတို့တွေပြောသေးတာဘာလို့မချက်ပြဒီလိုကျွန်တော်တို့ကိုဘာလို့မတင်တာလဲဆိုတာမျိုးကိုလာပါလာတော့ အဲ့ဒါကသူတို့ဒီစစ်သားတွေရဲ့လဆာကိုကိုလည်းပြီးပြီးတော့စားလို့မရဘူးဒီလိုမျိုးကိုဖြစ်တယ်ဆိုတော့ဒါကြောင့်မလို့သူတို့လင်းနေတူအပိုင်းမခိုင်ဘူးသူတို့တွေလင်းနေတူကိုယူသွားတယ်စခန်းရောက်တော့သူတို့အဲ့ဒီလင်းနေတူကိုထားပြီးတော့ရောင်းကျင်တဲ့လူကရောင်းတယ်အဖွက်ချက်ထားစီကိုဖွက်ထားတယ်ဖွက်ထားပြီးတော့ကိုယ်ဆိုလို့ရှိရင်တော့သူတို့တွေကအဲ့ဒီတင်နေတဲ့အလောင်းတွေထဲကလဆာပြီးပို့တော့တလမေးတဲ့တလတခါပြီးတဲ့ရနေတော့ဒီလိုမျိုးကိုလုပ်နေကြတာဆိုတော့ပြန်ပြီးတော့စွန့်မှုထမ်းတွေကိုလည်းသိစေချင်ပါတယ်တချို့လူတွေဆိုလို့ ဆိုလို့ယူရင်လည်းသိစေချင်ပါတယ်ဒါကတော့အာစင်မိုထန်းနေနဲ့ပတ်သက်ပြီးတော့ပြောဆိုထားတာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲမနစ်မနစ်တရင်းတွေကိုတက်နေတယ်လို့ပေါ့နော်ကျွန်တော်တင်ဆက်ပေးတာဖြစ်ဒီဆက်ပေးရခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုမေးတဲ့ကြည့်ရှုအားပေးနေကြတဲ့တော်လည်းပြည်သူများအားလုံးကိုလည်းဝေးကြမှာခြင်းဆဲ့ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ